ချင်းမမျိုးရဲ့ first ring တဲကအစီကားဆုံးနေရာလေးမှာကွန်ဒိုတစ်ခုလည်းရှိပါတယ်။ဒီကွန်ဒိုလေးကတော့အဓိကအားဖြင့်ចောင်းနေတဲ့နေရာဖြစ်တဲ့အတွက်ကလေးတွေကိုចောင်းထားခြင်းနဲ့မိဘတွေအတွက်ဆိုလို့ရှိရင်အရွေးချယ်သင့်ဆုံးကွန်ဒို project တစ်ခုပဲဖြစ်ပါရဲ့ရှင်။အမှဖြစ်လို့စီကားရဲ့နေရာတစ်ခုလို့ပြောရလဲဆိုလို့ရှိရင်ဒီကွန်ဒိုရဲ့အနီးမှာတဲ့ Central Festival ပဲရှိရဲ။တော့လမ်းလျှောက်ရင်၅မိနစ်လောက်ပဲဝေးရပါတော့။အခုတော့မှလမ်းပြီးတော့မြင်နေရတယ်။နောက်ပြီးဒီကွန်ဒိုရဲ့အနီးမှာဆိုလို့ရှိရင်ចောင်းတွေအများကြီး International School ကြီးအများကြီးလည်းရှိရဖြစ်တဲ့အတွက် ကလေးတွေတောင်းထားခြင်းနဲ့မိဘတွေအတွက်ဆိုလို့ရှိရင်တော့အရန်ကိုအဆင်ပြေပါတယ်။နောက်ပြီး Home Pro PC တို့အပြင်ဒီကွန်တို့ရဲ့ဘေးမှာတင်7 11နဲ့ရှိတာဖြစ်တဲ့အတွက်အင်ရှင်မရဲ့အတွက်ကတော့အကြိုက်ပဲဖြစ်ပါတယ်ရှင်။ပြီးစေးုံစေးကန်းအနေနဲ့ဆိုလို့ရှိရင်လည်း3-4ခုတော့အနီးအနားလမ်းလျှောက်ရုံနေရာလေးမှာရှိရာဖြစ်တဲ့အတွက်အဖိုးအဖွားတွေအတွက်ဆိုလို့ရှိရင်လည်း ျန်းမာရေးအတွက်စိတ်ချနိုင်ပါတယ်။အဲ့တော့ရတို့စီကားရဲ့ညမှာနေကျင်တဲ့သူတွေပြီးပြည့်စုံတဲ့နေရာတစ်ခုရှာဖွေနေတဲ့သူတွေခလီးတွေចောင်းထားကျင်တဲ့သူတွေအပြင်အိမ်ဆန်ချစ်သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီကွန်ဒိုလေးက pet friendly ကွန်ဒိုဖြစ်တာကြောင့်ကိုယ့်ရဲ့နေစဉ်ဘဝတွေကိုကိုချစ်တဲ့တိလေးတွေနဲ့အတူတူပြသနိုင်မှာဖြစ်ပါတယ်။ဒီကနိုဝင်းထဲမှာဆိုလို့ရှိရင် green area ရေးပါတဲ့အပြင်55မီတာရှိတဲ့ swimming pool လည်းပါတယ်ပြီးတော့ပတ်တည့်ရလည်းပေါင်းသောင်းပါဖြစ်ပါတယ် ဒီကုနိုကဒီနှစ်ကုန်မှာဆောက်လုပ်ပြီးစီမဲ့ကုနိုဖြစ်တဲ့အတွက်ရောက်အချိန်ကြာကြီးလဲဆောက်ကြံမလို့တော့ဗောနော်အဲ့တော့အခန်းနေမကုန်ခင်လက်ဦးမှုယူပြီးတော့ဝယ်ထားဖို့တော့အရန်ကိုအရေးကြီးပါရဲ့ဖြင့်အဲ့တော့ဒီကုနိုကအခန်းလေးတွေကိုသဘောကျလို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပဲရို SCC Investment Company ရဲ့ page messenger နေပဲဖြစ်ဖြစ် WhatsApp နံပါတ်ကနေပဲဖြစ်ဖြစ်ဆက်သွင်းပြီးနဲ့ဆုံးဆက်ပြီးတော့မှဝယ်လို့ရပါပြီရှင်